ဒီမိသားစု900လောက်ကပင်လယ်ပြင်ထဲမှာပဲအခုလိုပုံစံမျိုးနဲ့ယူအားတီးပြီးတော့နေထိုင်ကြရီးပရိသတ်များအလုပ်ပဲမင်္ဂလာပါများဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီးများသောအပြင်တော့လူသားတွေကအကုန်မှာပဲနေထိုင်တတ်ကြတာဖြစ်ပါရီးချိုတော်လူမျိုးစုတွေကတော့ရေထဲမှာနေစရာအိမ်တွေကိုစောက်လုပ်ပြီးနေထိုင်ကြပါရီးမြန်မာနိုင်ငံမှာဆိုရင်တော့အင်းလေးကန်တွေကကြီးရွာတွေကနာမည်ကြီးပါရီးပြီးနေမှာလဲဒါမျိုးရေပေါ်အင်္ဂလိပ်တွေစောက်ပြီးတော့နေထိုင်ကြတဲ့ကြီးရွာတွေရှိပါရီးပေါ်ပြထူချတာကတော့အဲ့ဒီကြီးရွာကဟာလောင်းပင်လယ်အော်ထဲမှာတည်ရှိနေတာဖြစ်ပါရီး ဟာလောင်းပင်လယ်အော်ကတောက်ပနေတဲ့ရေပြင်တွေမညီမညာမြင့်တက်နေတဲ့တောင်တန်းနေရည်နဲ့လှပလုံးတဲ့တဘာဝတရားကိုပိုင်ဆိုင်ထားတာကြောင့်နာမည်ကြီးပါရီဒီဟာလောင်းပင်လယ်အော်ထဲမှာတော့ရေပေါ်ကြီးွာတိွာကိုတည်ထားကြပါရီပင်နယ်နိုင်ငံရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ရိုးရငါးဖန်းပွားမှာနှစ်မြုပ်လိုတဲ့ဧည့်သည်တွေအတွက်ကတော့ဒီကြီးွာလေးကအမြဲတမ်းနေခြင်းစရာနေရာလေးဖြစ်ပါရီရွာကလေးကကမ္ဘာအလားဆုံးကြီးွာရဲ့မှာတောင်မှထည့်သွင်းထားကြတဲ့ဒီကိုလှပရီပကြီကားတစ်ချက်လိုပုံစံမျိုးဖြစ်ပါရီရေပေါ်မှာရိုးရအုတ်ကျရောင်စုံတွေမိုးထားတဲ့အင်္ဂလိပ်တွေက တရားလာတဲ့ပင်လယ်ပြင်မှာအထင်းသားပေါ်လင်းစီပါရီအခုလိုမျိုးတည်သားလေကလေးတွေကရွာရဲ့တည်ယူပို့ဆောင်ရေးအတွက်အ धिक အားကိုအားထားပြုစရာရေလေးတွေပဲဖြစ်ပါရီကဘာပေါ်မှာအခုလိုမျိုးရေပေါ်မှာနေထိုင်ကြတဲ့ရေပေါ်ကြီးရွာတွေနည်းနည်းလေးပဲရှိပါရီအဲ့ဒီထဲမှာတော့အခုပြောပြနေတဲ့ကွာပန်ကြီးရွာကလည်းတစ်ခုပါဝင်ဖြစ်ပါရီပြည်နယ်နိုင်ငံကိုရင်ခိုင်မှာတည်ရှိတဲ့ဒီရွာကလေးမှာမိတင်းနေထိုင်ကြတဲ့မိသားစုပေါင်းက900လောက်ထိတောင်မှရှိနေတာဖြစ်လို့ရွာကြီးတီရွာလိုပဲတမရမှာ ဖြစ်ပါရီ ဒီရေပေါ်ကြေးပါရဲ့ထူးခြားချက်ကတော့တန်ဃာတွေရဲ့စိတ်ဓာတ်နဲ့သူရဲ့သားသမီးရဲ့မိသားစုတွေအတွက်ပုံမတောက်ပါတဲ့အနာဂတ်မျှော်လင့်ချက်များကိုကိုးစားပြုတဲ့အနေနဲ့အိန္ဒိယရှိမှလေတစည်းတော့ထားရှိကြပါရည်။ပင်လယ်ပြင်ထဲမှာနေထိုင်ကြသူတွေဖြစ်တာကြောင့်မနက်မိုးလင်းမိုးချုပ်တန်ဃာအလုပ်ကိုပဲလုပ်ကင်ကြပါရည်။အသက်နဲ့ရင်းပြီးတော့လုပ်ကင်ရတယ်ဆိုပေမဲ့လည်းဒီလိုနေရာမှာငါးဖမ်းမှုကလွဲပြီးတော့တခြားစီပွားရေးလုပ်ငန်းတွေလုပ်စရာလည်းတိတ်မရှိပါဘူး။တငါးတဲ့လုံးမလုံးကြတဲ့ရွာသားတချို့လည်းရှိပါသေးတယ်။သူတို့တွေကတော့ဝါနဲ့ရက်လောက်ထားတဲ့လက်မှုပစ္စည်းတွေနဲ့ခြိထိုးတာတွေကိုလောက်ကင်နေတဲ့အတံမဲဝမ်းကြောင်းပြူကြပါသေးတယ်။ ေလပြင်းထဲမှာနေထိုင်ကြပြီမဲ့ဒီကြေးရွာကရာဇီဝတ္ထုတံကိုတိတ်ပြီးတော့ဆူဆူဝါးဝါမခံစားကြရပါဘူးအကြောင်းရင်းကတော့အာလုံတိကြတဲ့အချိန်ပင်လယ်အော်နီယာဖြစ်တာကြောင့်တောင်တွေကအကွက်ကပေးချလို့လေပြင်းနေရဲ့တံကနေအကာအကွယ်ဖြစ်စီလိုပဲဖြစ်ပါရီပင်လယ်အော်ဆူရာကမုန်တိုင်းတွေတိုက်ခတ်တဲ့အချိန်ဒီမှာဆိုရင်ဆက်လေတွေဝင်ရောက်နာခိုတဲ့နေရာဖြစ်ပါရီဒီကြေးရွာကအခုဆိုရင်တော့ကဘာလက်ခီးစဲတွေကြားမှာအရန်ကိုရေးပန်းရှာလာပါရီလာရောက်ကြတဲ့ဧည့်သည်တွေကလှေနဲ့ရွာကိုပတ်ကြည့်ရင်ရွာသားတွေရဲ့နေဆတူကလုပ်ငန်းဆောင်တာတွေနဲ့တာလာလှပါတဲ့ပတ်ဝန်းကျင်ကိုကြည့်ရှုလေ့လာကြပါရီ ဒါပြင်ကိုရိုင်းငါးဖမ်းချင်ကြတဲ့သူတွေအတွက်လည်းတည်တံစီစဉ်ပေးတာရှိပြီးတော့ရွာမှာညအိတ်တဲကိုကျင်နေဆိုရင်လည်းရွာသားတွေရဲ့အယိုးရအင်္ဂလိပ်တွေမှာအခါချင်းငွေနဲ့တဲကိုနိုင်ပါရီရွာသားတွေကဒီနေရာမှာနေထိုင်ကြတဲ့အတွက်ပင်လယ်ပြင်ရဲ့တဘာဝနဲ့ကြေးအစနစ်ကိုမပျက်စီးအောင်ထိန်းသိမ်းဆောင်ရှောက်မယ်ဆိုပြီးအစိုးရကိုကတိပေးထားကြပါရီရွာသားတွေအားလုံးကလည်းတကယ်လည်းတက်တက်ကြွကြွနဲ့အဆောင်ရွက်ကြပါရီ ။တရားလှပတဲ့တဘာဝတရားကိုအတင်တမျိုးနဲ့ခန်းစားကြည့်ရှုနိုင်မှာ ဖြစ်ပြီးထူးခြားတဲ့နေထိုင်မှုပုံစံတွေကိုလည်းသိရှိရမှာဖြစ်လို့ဗီနန်ကိုရောက်လာကြတဲ့နိုင်ငံသားခီးသွားတွေတိုင်းကဒီကြေးရွာကိုရောက်အောင်လို့လာလိရှိကြပါရည်။ရွာကလေးကရွာသားတွေရဲ့တဘာဝတရားကိုချစ်မြတ်လို့ဆိုထိန်းသိမ်းစောင့်ရှောက်နေထိုင်မှုတွေကြောင့်ပင်လယ်ပြင်တွေကဝတ်ထားတဲ့ရန်နာတဘာအဖြစ်နဲ့နိုင်ငံတော်အတွက်လည်းနိုင်ငံခြားငွေများစွာရှာဖွေပေးလျက်ရှိနေပါရည်။အစောဒီလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်မြောက်နောက်နေ့ဗီဒီယိုဒီမှာထပ်မံပြုအဆုံးတိကြရအောင်ပါ